အလုံးမမင်္ဂလာပါရှင်ကျမကတော့ဆီယမင်းဒေခါရီတပြည့်ဆီယမဆီဇန်ဝင်ဖြစ်ပါတယ်ယခုတပတ်အောက်တိုဘာ10ရက်2025မှာအောက်တိုဘာ16ရက်2025တွင်ခொနှစ်ရက်နေ့ခொနှစ်နံတာသမီများအားလုံးတို့တပတ်တာကံကျမကိုစတင်ဟောကြားပေးမှာဖြစ်ပါတယ်ယခုတပတ်ကတော့တောက်ကြတာသမီများမှစပြီးဟောကြားပေးမှာဖြစ်ပါတယ်တောက်ကြတာသမီများအားလုံးမင်္ဂလာပါရှင် လူမျိုးတက်ဘာသာကြားများ၏ကူညီမှုရတတ်ပါတယ်နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်နေရတတ်ပါတယ်ရှင်ဖုန်းမြေကွန်ပျူတာဝိညာဉ်ရွှေထွက်ခြင်းပြီးလျင်ရွှေအစ်ပြန်ဝင်ပါလိမ့်မယ်စစ်ပစ္စည်းမှအဟောင်းများထွက်ပြီးစိတ်ဖြစ်စစ်ပစ္စည်းအဟောင်းများထွက်ခြင်းဖြစ်နေတတ်ပါတယ်စိတ်တဲမကြစရာများရှိနေခြင်းလက်အောင်ငယ်သားများထွက်ခြင်းအရေးကြီးသောစာဆောင်ပြောင်းနေတတ်ခြင်းဆိုင်ကယ်စိုက်ကားစပင်းကြောင့် ဝေကုံရတတ်ခြင်းတကုကုံခံရတတ်ခြင်းစိတ်လစ်စုတ်ပြောက်တတ်ခြင်းခင်မင်းရင်းဒီသောမိတ်ဆွေများမနစ်မိတ်ပြတ်တတ်ခြင်းခွဲခွာရခြင်းတကုကုဖြစ်တတ်ပါတယ်အခုချိန်ကာလဒီပညာရင်းနဲ့ပညာရင်းနဲ့ပတ်သက်ရင်တော့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ငွေများစွာဝင်တော့လဲငွေကုံစရာများစစ်တိုက်ဖြစ်နေတတ်ပါတယ်ကားကြောင့်လဲငွေကုံစရာဖြစ်လာတတ်ပါတယ်။ရှင်မျိုးသားချင်းညီကုံမောင်နှမအများကြောင့်လဲငွေကုံရတတ်ပါတယ်ရှင်။ကောင်းသောကုံချင်းဖြစ်ပါလိမ့်မယ်။ ီးပွားရေးနိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်းများမြေတိုက်တာဝန်ရောင်းဝယ်ရေးရွှေရောင်းဝယ်ရေးအလှကုန်အလှပြင်ဆိုင်ကွန်ပျူတာယာတီကုန်သီးနှံစားတောက်ဆိုင်စားတောက်စားတောက်ကုန်လုပ်ငန်းများပုံမှန်အတိုင်းလေပတ်နေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလို့လွယ်တဲ့ကောင်စာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်သလားကောင်ခဲပြောရအောင်ဝက်ဆာဝက်ဆင်ပြီးသွားပါအစားစားရအဆင်ပြေကြောမောအောင်မြင်ပါလိမ့်မယ်အချစ်ရေချစ်သူဤဂယူဆိုင်မှု ပို့ပြီးခံနေရတတ်ပါတယ်။အိနောင်ရေမကြခနာဆိုသလိုစကားများနေရတတ်ပါတယ်ရှင်။ကျမ်းမာရေသွားဒုက္ခပေးခြင်း၊ရာနာပေါက်ခြင်းဖြစ်တတ်ပါတယ်။အကျိုးပေးကနခွန်ငါရှိဖြစ်ပါတယ်ရှင်။ယရိယာအိမ်ဖျားမှာဓာန်ပုတ်ဆွမ်းဓာန်ပေါက်ဆွမ်းကတ်လူစုတောင်းခြင်းမိစေများကိုဓာန်ပေါက်ဒါနပြုခြင်း၊လျောင်းငယ်သားများကိုဓာန်ပေါက်ကျွေးမွေးခြင်းပြုလုပ်လိုက်ပါ။အညံ့များပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်။ ကြောက်ကြသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။စနေသားသမီးများအလုံးမင်္ဂလာပါရှင်။ဆယ်လပိုင်း10ရက်2025မှာဆယ်လပိုင်း16ရက်2025တွင်စနေသားသမီးများအလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။မိမိမယဘူးတည်သောယက်တိသားတို့တွားရတတ်ပါတယ်။လူမျိုးကြားများ၏ကူညီမှုရခြင်းစစ်ပစ္စည်းကွန်ပျူတာအသစ်ဝင်ခြင်းဖြစ်တတ်ပါတယ်။ ရဝေးရောက်နေသောအိမ်သားတို့လည်းပြန်ရောက်ပြန်လည်ရောက်ရှိလာတတ်ပါတယ်မြေဝင်ရင်ကာဟောင်းမသည့်ပြောင်းရတတ်ခြင်း ဖြစ်ပါလိမ့်မယ်စိန်လက်စော့အထာမတတ်ခြင်းခင်မင်းရင်သောမိတ်ဆွေများနဲ့လမ်းခွဲရတတ်ခြင်းမိ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 ထဲအသက်ကြီးသောသူလူလူကြီးဆရာသမားများမိမိရဲ့အထက်ရာရှိလူကြီးဆရာသမားပြောင်းရွှေ့ရခြင်းဖြစ်တတ်ပါတယ်ရှင်မိုးဖြွေမျိုးတဲ့မှအမျိုးသမီးတူဤအကူအညီလဲရတတ်ပါတယ်ရှင် အလုတ်ကန်ကောင်းမွန်နေသောကြောင့်မိဘရွှေမျိုးဘောင်းနမသားချင်းများကိုပိုမိုပြီးထောက်ပံ့မှုများပြုလုပ်ရတတ်ပါတယ်။မိမိအတွက်လည်းနာမည်ဂုဏ်သတင်းကောင်းများကြားပါလိမ့်မယ်။မိမိမျှော်လင့်ထားသောအကြောင်းအရာအလုံးလည်းအောင်မြင်မှုများရပါလိမ့်မယ်။မိမိလိုချင်နေသောစာအုပ်အကောင့်တစ်ပုဒ်ရောက်လာပါလိမ့်မယ်။တို့သောမှာအကြံကောင်းညံကောင်းများလည်းရရှိပါလိမ့်မယ်ခင်မင်သောမိတ်ဆွေနဲ့လမ်းခွဲရတတ်ပါတယ်အထူးသဖြင့်အမျိုးသမီးမိတ်ဆွေများဖြစ်ပါလိမ့်မယ်ရှင် ပညာရေးနဲ့ပတ်သက်ရင်တော့ကောင်းမွန်နေသောအချိန်ကာလအောင်မြင်နေမိအချိန်ကာလဖြစ်ပါတယ်စီးပွားရေးစားတောက်ဆိုင် စားတောက်ကုန်းစူးစီးလုပ်ငန်းများ ရေဝဲရောင်ပန်းဆိုင်မုံမျိုးစုံလုပ်ငန်းထုတ်လုပ်ငန်းများစီးပွားတက်နေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလုပ်လင်၎င်းစာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့၎င်းအပြာရင့်ရာဝယ်စားဝတ်ဆင်ပြီးသွားပါအစားစားရအဆင်ပြေချောမောအောင်မြင်ပါလိမ့်မယ်အချစ်ရေရဝေးမှချစ်သူတည်ရတတ်ပါလေရှင်အိမ်တော်ရေ ကွဲခွာနေရခြင်းများနေသောခြင်းကာလဖြစ်ပါတယ်။ကျမ်းမာရေးလေတို့လျောင်းခြင်းတွေးတိုးခြင်းဖြစ်တတ်ပါတယ်။အသာတောက်တတိထားဆင်ရင်စားတောက်ပါအကျိုးပေးကဏ္ဍ၅၃နှစ်ဖြစ်ပါတယ်။ရေရအေးမြားမှာပေါပေါဆုကက်လူစုတောင်းခြင်းမိဆွေများကိုပေါပေါဆုလက်ဆောင်ပေးခြင်းလျောင်းငယ်သားများကိုပေါပေါဆုကျွေးမွေးခြင်းပြုလုပ်လိုက်ပါအញ្ញံများပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်။စနေသားသမီးများအလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒပြေဝကြပါသည်ရှင်။တနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပါရှင်။ဆယ်လပိုင်း10ရက်2025မှာဆယ်လပိုင်း16ရက်2025တွင်တနင်္ဂနွေသားသမီးများအားလုံးတွင်တပတ်တာကံကြမှာဖြစ်ပါတယ်။ဆိုင်ကန်းဝင်ရင်စစ်ပစ္စည်းဝင်ရင်အိမ်သစ်ဝင်ရင်လုပ်ငန်းများတိုးချဲ့ရန်ဖြစ်လာခြင်းသို့တော့လုပ်ငန်းမတိုးချက်သင့်သောအချိန်ကာလဖြစ်ပါတယ်ဆုံးချုံမှုများတတ်ပါတယ်ရှင်ငွေကြေးကပစ္စည်းမ အခြေငွေကြေးစသည့်ဘာပစ္စည်းမြေစည်းပစ္စည်းများအခြေငါမလုပ်ပါနဲ့ဆုံးရှုံးမှုများတတ်သောအချိန်ကာလဖြစ်ပါတယ်။ငွေလူလင်ခံရတတ်ပါတယ်ငွေများငွေဝင်မလိုလိုနဲ့ငွေမဝင်ဖြစ်နေသောဖြစ်နေတတ်သလိုကားဘေးပေါက်ခြင်းကားမှန်ကွယ်ခြင်းလည်းဖြစ်တတ်ပါတယ်။ယခုအချိန်ကာလသည်စိတ်တဲမကြစရာများတွေးရှိနေရတတ်ပါတယ်။လျှောက်ငယ်သာကောင်းများကြောင့်အသင့်အစဉ်ပြေတဲ့ အစဉ်ပြေနေသောချိန်ကာလဖြစ်ပါတယ်ဖုန်းကွန်ပျူတာမြေဝင်တတ်ပါတယ်ရှင်ပညာရေးတွေကတော့ကံကောင်းနေသောချိန်ကာလဖြစ်ပါတယ်ကုညီမှုများအထောက်ပံ့များရရှိနေသောချိန်ကာလဖြစ်ပါတယ်မိမိကိုယ်ခွေရာဘာသာမှဘာသာရေးအထူးလုံဆောင်ခြင်းမေတ္တာပို့ခြင်းတရားထိုင်ခြင်းဆုတောင်းခြင်းများပြုလုပ်လိုက်ပါအညာများအသိဉာဏ်ပြည့်ပါသွားပါလိမ့်မယ်ဒီပွားရည် ဇာယကရိယာဇာပုန်နှိမ့်ဆိုင်ဇာတောက်ကုံဇာတောက်ဆိုင်အိမ်ပွဲသားများရာသီကုန်အသီးနှံငန်းဝယ်လုပ်ငန်းများနေနေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လွယ်တယ်ကောင်။ဇာမေဝယ်အင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်လည်းပန်းရောင်ပါတော့ဝယ်စားဝယ်ဆင်ပြီးသွားပါ။အစားစရာဆင်ပြီးချောမောအောင်မြင်ပါလိမ့်မယ်။အချစ်ရေးချစ်သူရေးစားဤအဆက်အသွယ်ဖြတ်တောက်မှုလည်းခံရတတ်ပါတယ်။အိမ်တော်ရေးစားစရာအဆင်ပြေနေသောအချိန်ကာလဖြစ်ပါတယ်။ ကျမရေးသေးပုံပြခြင်းမျက်စိကြိုက်ခြင်းဖြစ်နေတတ်ပါတယ်အကျိုးပေးကဏ္ဍ3.9ဖြစ်ပါတယ်ရှင်ရေဒီယာအေဗီယံမှာအုံစွမ်းကလူစုတော်ခြင်းမိတ်ဆွေများကိုအုံစွမ်းဌာနပြုခြင်းလျှောက်ငယ်သားများကိုအုံစွမ်းအုံတမင်းကျွေးမွေးခြင်းပြုလုပ်လိုက်ပါအညာများပြေပြောင်းပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်တင်းငွေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဌာနပြေဝကြပါစေရှင် ဒီနေ့လာသတင်းများများအားလုံးမင်္ဂလာပါရှင်ဆယ်လာပိုင်း10ရက်2025မှာဆယ်လာပိုင်း16ရက်2025တွင်ဒီနေ့လာသတင်းများများအားလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်စိတ်ပင်ပန်းနေရတတ်သလို လူပဲလူလဲပင်ပန်းနေရများစိတ်တိုက်ဖြစ်နေတတ်ပါတယ်အလုတ်တွင်စိတ်တိုင်းမကြစရာများနေ့စဉ်ဆိုသလိုတွေ့နေရတတ်ပါတယ်လူမျိုးကြားဘာသာကြားများနဲ့တော့အဆင်ပြေနေတတ်ပါတယ်နိုင်ငံရဲ့ချမ်းနဲ့ပတ်သက်သောကိစ္စများဆောင်ရွက်နေရတတ်ပါတယ်ရွေသက်ဝင်ခြင်း မြေတွေ့တော်လကောင်အိမ်တွေ့တော်လကောင်ပူပင်စရာရှိနေတတ်ပါတယ်ကွန်ပျူတာဖုန်းပြောင်းဖုန်းအသစ်ပြောင်းလဲရန်ဖြစ်လာတတ်ပါတယ်ရွှေလစ်စော့အထာမချင်းဖြစ်တတ်ပါတယ်ထွက်တယ်ထွက်တတ်ပါတယ်ငွေများစွာဝင်သလောက်အထွက်များနေတတ်ပါတယ်ကားကြောင့်လဲငွေကုန်စရာရှိနေတတ်ပါတယ်မိမိကိစ္စထက်သူတစ်ပါးရဲ့ကိစ္စများပုံမလို့ဆောင်ပေးနေရသောအချိန်ကာလဖြစ်ပါတယ်ခྱི་တွားစရာလည်းဖြစ်လာတတ်ပါတယ်ခྱི་တွားရင်တခုခုခံရတတ်သလိုတွားလည်းဒုက္ခပေးတတ်ပါတယ် အရေးကြီးသောစာရသောင်းပြောင်းနေတတ်ပါတယ်အစွတ်စွဲလဲခံရတတ်ပါတယ်ရှင်အဆဆရာသတိထားပါပညာရေးကိစ္စတွေကတော့အဆင်ပြေနေခြင်းဖြစ်ပါတယ်ဖြေဆိုထားသောစာမေးပွဲရှိပါကထူးကျွမ်းစွာအောင်မြင်ပါလိမ့်မယ်ရှင်စီးပွားရေးထဲလဲရောင်းဝယ်ရေးလုပ်ငန်းထီးဖနက်နာရီရောင်းဝယ်ရေးလုပ်ငန်းဟိုတယ်နဲ့ခီးသွွားလုပ်ငန်းရာသီကုန်သီးနှံရောင်းဝယ်ရေးလုပ်ငန်းတည်တည်ရောင်းဝယ်ရေးလုပ်ငန်းရောင်းဝယ်ပုံမှန်တိုင်းဖြစ်နေပါလိမ့်မယ် အရေးကြီးကိစ္စသွားလို့လွယ်တယ်နော်ဆမေးဝဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိနေလားအစိမ်းရပါတော့ဝက်စားဝက်စမိသွားပါအစစရအစင်ပြေချောမောအမြင်ပါလိမ့်မယ်ရှင်အချစ်ရစစ်သူနဲ့စိတ်ဆိုးစိတ်ကောက်ဖြစ်နေတတ်ပါတယ်အင်နာရေးစကားပြောအစင်မပြေဖြစ်နေတော့ချိန်ကာလဖြစ်ပါတယ်ရှင်ကျမ်းမာရေးသွားကြိုက်ခြင်းဘိုင်းအောင်ခြင်းဖြစ်တတ်ပါတယ်ကျိုးပေးကနန်းခွန်ငါရှိဖြစ်ပါတယ်ရှင်ရေရအိမ်ပြားမှာနိုရမင်းကလူစတော့ခြင်း မိစေများကိုနိုရမင်းဒါနာပြုခြင်းလျောင်းငယ်သားများကိုနိုရမင်းကျွေးမွေးခြင်းပြုလုပ်လိုက်ပါညံများပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်။တနင်္လာသားသမီးများအလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါသည်ရှင်။အင်္ဂါသားသမီးများအလုံးမင်္ဂလာပါရှင်။ဆယ်လပိုင်း၁၀ရက်2025မှာဆယ်လပိုင်း၁၆ရက်2025တွင်အင်္ဂါသားသမီးများအလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါれ။အလူဒါနစစ်တိုက်ပြုနေ ပြုလုပ်နေရတတ်ပါတယ်ခရီးတို့လည်းထွေရတတ်ပါတယ်ရှင်စုတ်လက်ကောင်းနေသောခြေကာလဖြစ်ပါတယ်ဝန်ထမ်းဖြစ်ပါကလာစားတိုးခြင်းဝင်ငွေတိုးခြင်းပုံငွေရခြင်းဒီပေါက်တက်ခြင်းဖြစ်နေတတ်ပါတယ်ရွှေစစ်လည်းဝင်လာပါလိမ့်မယ်ကားစစ်လည်းရတတ်ပါတယ်ငရဲသူဖြစ်ပါကမင်္ဂလာဆောင်ရန်ပြင်ဆင်နေရခြင်းလက်ထက်မင်္ဂလာဝဲပြုလုပ်ရခြင်းများမည်ဖြစ်နေသောအချိန်ကာလဖြစ်ပါတယ်စစ်ပစ္စည်းအဟောင်းများထွက်ပြီးအသင်များဝင်လာပါလိမ့်မယ် အိမ်ပြင်စရာများရှိနေခြင်းအိမ်ပြောင်းရခြင်းအလုပ်နေရာထိုင်ခင်းပြောင်းရွှေ့ရခြင်းဖြစ်တတ်ပါတယ်။စိတ်လေးဆွပြောက်ခြင်းအထားမှားခြင်းဖြစ်တတ်ပါတယ်။သတိထားသိစေပါ။လျှောက်ငယ်သားများထွက်ခြင်းလျှောက်ငယ်သားများကြောင့်စိတ်ညစ်စရာများကြုံတွေ့နေရတတ်ပါတယ်။ပညာရင်းနဲ့ပတ်သက်ရင်တော့အစင်မပြေမှုများရှိနေပါလိမ့်မယ်ရှင်။စီပွားရေးကားလုပ်ငန်းငွေလဲလုပ်ငန်းအင်ချာမြေကျိုးတော်သောင်းလက်သေးခြေသေးလုပ်ငန်း တိုက်ခန်းငါရရင်ပွဲစားတိုက်ခန်းရောင်းခြင်းလုပ်ငန်းရွှေဆိုင်ထုတ်လုပ်ငန်းများစီးပွားတင်နေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလို့လည်းနော်ဆာမေဝဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိသလားအဖြူရောင်းအဝတ်စားဝတ်ဆင်ပြီးသွားပါဆက်ဆက်အဆင်ပြေချောမောအောင်မြင်ပါလိမ့်မယ်ရှင်အခြေရေးစမ်းမွေနေသောအချိန်ကာလဖြစ်သောချစ်သူအသေးရပါလိမ့်မယ်။အိမ်တော်၏အလူတန်းများနှင့်ဝမ်းသာပီတိဖြစ်ပြီးတာယာပြည့်စုံနေသောအချိန်ကာလဖြစ်ပါလိမ့်မယ်။ ရမရေးခေါမှုကောင်းကဲ့ဖြစ်နေတတ်ပါတယ်ရှင်အကျိုးပေးကဏ္ဍခွန်ချနှစ်ဖြစ်ပါတယ်ရေရရအိမ်ဖျားမှာနွားနုနှစ်ခွက်ကလူစုတော်ညီမိတ်ဆွေများအောင်နွားနုလက်ဆောင်ပေးခြင်းလျောင်းငယ်သားများအောင်နွားနုတိုက်ရည်ခြင်းပြုလုပ်လိုက်ပါအညာများပြည့်ပြားပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်အင်္ဂါသားသမီးများအလုံးစိတ်ကျမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာသနာပြေဝကြပါသည်ရှင် ဗုဒ္ဓဟူးသသမိများအလုံးမင်္ဂလာပါရှင်ဆယ်လပိုင်း10ရက်2025မှာဆယ်လပိုင်း16ရက်2025အတွင်းဗုဒ္ဓဟူးသသမိများအလုံးတဲ့တပတ်တာကံကြမ္မာဖြစ်ပါတယ်အိမ်သစ်လူမင်္ဂလာလို့အိမ်သစ်လူမင်္ဂလာပြုလို့ရခြင်းအလုံးနေရပြောင်းရွှေ့ရတဲ့ခြင်းရွှေသစ်ဝင်ခြင်းအိမ်ပြရခြင်းကားသစ်ဝင်ခြင်းဖြစ်နေတတ်ပါတယ်ရေလန်းခီးလဲသွားတတ်ပါတယ် ဝန်ထမ်းဖြစ်ပါကလာသာတိုးခြင်းရာထူးတိုးခြင်းဖြစ်တတ်ပါတယ်စစ်ပစ္စည်းအဟောင်းများထွက်ပြီးအသည့်များဝင်လာပါလိမ့်မယ်လက်ရောင်ငယ်သားများအကျိုးပေးနေသော ခြင်္ကလာဖြစ်ပါတယ်ငွေအထွက်များနေခြင်းဘုံမြေထွက်ခြင်းကားကြောင်း၎င်းအိမ်မွေးတိရစ္ဆာန်ကြောင်း၎င်းငွေကုံရငွေကုံရခြင်းဖြစ်နေပါလိမ့်မယ်စနေနံပစ္စည်းများကြောင့်လကောင်စနေသားသမီးတူကြောင့်လကောင်စိတ်နှောက်ချစ်တော့တွေ့နေရတတ်ပါတယ်လူမျိုးသားဘာသာကြအကျိုးမပေးသော ချိန်ကာလဖြစ်ပါတယ်နိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်းများလည်းအသိအစမပြေသောချိန်ကာလဖြစ်နေပါလိမ့်မယ်အိမ်တွင်လျှက်စစ်ပစ္စည်းများပြစ်ခြင်းထွက်ခြင်းဓာတ်လိုက်ခြင်းရှော့ဖြစ်ခြင်းဖြစ်တတ်ပါတယ်သတိထားသုံးဆွဲပါပညာသင်ကြားနေသူဖြစ်ကဖြစ်ပါကပညာရေးတွင်ငွေကုန်မြေစိတ်တော့ကရောက်နေရသောချိန်ကာလဖြစ်ပါလိမ့်မယ်ရှင်စီးပွားရေးတွတ်တန်တဲ့ရောင်းဝယ်ရေးအသီးနှံရောင်းဝယ်ရေးရေးတန်းလုပ်ငန်းအမှုပညာနဲ့ပတ်သက်သောလုပ်ငန်းအမှုပညာရှင်များရွှေဆိုင်လုပ်ငန်းများ ဝင်ဝေကောင်းနေပြီးစီးပွားတည်နေသော ချိန်ကာလတော့ဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လေကောင်သံမေးဝေအင်တာဗျူးများသွားရောက်ဖြည့်ဆို့စရာရှိရင်ဆိုလောက်ရွှေညိုရောင်ဝင်စားဝတ်ဆင်ပြီးသွားပါအဆဆရာအစီအပြေကြောမအမြင်ပါလိမ့်မယ်။ချီချစ်သူဤသားနဲ့အစဉ်ပြေနေသောအချိန်ကာလဖြစ်ပါတယ်။အိမ်အောင်ရေးပုံမှန်တိုင်းတတရရပြပြွှွှင်ချင်းပါပဲရှင်။ရမရေး အကျော်တစ်ချင်းညောင်းညကြိုက်ခဲခြင်းများဖြစ်နေတတ်ပါတယ်အကျိုးပေးကဏ္ဍ643ဖြစ်ပါတယ်ရေရရအိမ်ပြားမှာလဖိရေကက်လို့စီတောင်းခြင်းမိတ်ဆွေများကိုလဖိတို့လက်ဆောင်ပေးခြင်းလေအောင်ကေသားများကိုလဖိရေတိုက်ကြွေးခြင်းများပြုလုပ်လိုက်ပါအញ្ញံများပြေပြောင်းပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်ဗုဒ္ဓသာသမိများအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင် ကြာသွေးသားသမီးများအားလုံးမင်္ဂလာပါရှင်ဆယ်လာပိုင်း၁၀ရက်2025မှာဆယ်လာပိုင်း၁၆ရက်2025အတွင်းကြာသွေးသားသမီးများအားလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်နိုင်ငံရဲ့ခြားနှင့်ဆိုင်သောကိစ္စများ ပေါ်ပါပေါ်လာပါလိမ့်မယ်မင်းဆိုးရာဇာဤဂုံပြုချင်းမြောက်ချင်းလဲခံရတတ်ပါတယ်အလုံနေရာပြောင်းချွေရန်ဖြစ်လာတတ်ပါတယ်ကောင်းသောပြောင်းခြင်းဖြစ်ပါလိမ့်မယ်စံကောင်းနေသောစံစံအကောင်းခြင်းလက်လာပါရခြင်းပြောချင်းသောခီးသွားရခြင်းများဖြစ်နေပါမယ် တိုက်ခန်းဝင်ရင်အိမ်အောင်ရှင်ဖြစ်ပါကသာယောက်ျားလေးရခင်ရှိပါတယ်ရွှေလက်ကောက်လည်းဝင်လာတတ်ပါတယ်ခွေးကြောင်အိမ်မွေးတိရစ္ဆာန်ဝင်ရင်ဖြစ်တတ်ပါတယ်စိမ့်တဲ့ပစ္စည်းထွက်ခြင်းစစ်ပစ္စည်းထွက်ခြင်းဖြစ်တတ်ပါတယ်ရခင်တို့လောင်ထားသောပစ္စည်းများအမြတ်ရနေသောအချိန်ကာလဖြစ်ပါတယ်ကြံစီထားသောကြံစီများအလုံးလဲအစဉ်ပြေအောင်မြင်မိအချိန်ကာလဖြစ်ပါတယ်ရှင်ပညာသင်ကြားနေသူပြပါက ညာရေးတွင်ငွေကုန်များနေသလိုအောင်မြင်သောသတင်းများလည်းကြားပါလိမ့်မယ်ရှင်။စီးပွားရေး၊ရွှေဆိုင်အလှပြင်ဆိုင်ကားလုပ်ငန်း၊ထယ်လိပ်ထိပ်ဖနက်နိုင်ရောင်းဝယ်လုပ်ငန်းအနုပညာနဲ့ပတ်သက်သောလုပ်ငန်းများစီးပွားရေးကောင်းမွန်ပြီးစီးပွားတည်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လည်းငောင်းစာမေးဝယ်ရင်ဒါပြင်းများသွားရောက်ဖြေဆိုစရာရှိရင်တော့အနည်းအောင်အဝတ်စားဝတ်ဆင်ပြီးသွားပါ အစားဆက်ရာအစီအပြေကြောမောင်းအမြင်ပါလိမ့်မယ်ရှင်အခြေရေးစမ်းပွင့်နေသောကြောင့်ချစ်သူများဝမ်းဝမ်းလည်နေသောအချိန်ကာလဖြစ်ပါတယ်အိမ်ဆောင်ရေးမိမိအိမ်ဆောင်ဘေးပေါ်သစ္စာရှိပါဘဲကြောင့်ဆိုတော့စာကောင်းနေသောအချိန်ကာလဖြစ်သောကြောင့်စိတ်ဝင်စားနေသူများ များနေပါတယ်ကျမရဲ့အစာမခြင်းအစာအစိတ်တင်ခြင်းဖြစ်တတ်ပါတယ်သတိထားစားတော့ပါ အကျိုးပေးကဒန်း၄နှစ်တိဖြစ်ပါတယ်ယရေယာအိမ်ပြားမှာကြံရည်ကပ်လို့စတောင်းခြင်းမိတ်ဆွေများကိုကြံရည်လက်ဆောင်ပေးခြင်းလက်ရောက်ငယ်သားများကိုကြံရည်တိုက်တွေးခြင်းပြုလုပ်လိုက်ပါအညာများပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်ကြံကြသရိတသီမိများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြံမှခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါသည်ရှင် မြန်မာပြည်သူမြန်မာပြည်သားများအလုံးကဘာပြည်သူကဘာပြည်သားများအလုံးခொနှစ်သားသမီးများအလုံးစိတ်ကျမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေရှင်။ကျမကိုစင်စင်မပြားဗေဒမိနေကြတော့ဗေဒမိစေဟောင်းများဗေဒမိစေတဲ့များစိတ်ကျမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေရှင်။ကျမကိုတပတ်လီ ၃ရောက်နှုံးနဲ့မိကွန်းတစ်ခုပြန်လည်ဖြေကြားပေးဖို့အစီအစဉ်ရှိပါတယ်။နာမည်မွေးတက်ကလေးပြည်စုံနဲ့စစ်တယ်ရန် Viber ဖုန်းနံပါတ် YouTube Channel မှာ comment မှာရေးထားပေးပါ။တပတ်လင်း၃ရောက်ပြန်လည်ဖြေကြားပေးပါမယ်။မိမိဆုံးပြဖြစ်သောကိစ္စစီးပွားရေးအိမ်ဆောင်ရေးအချစ်ရေးကျမ်းမာရေးစီးပွားရေးပညာရေးနဲ့ပတ်သက်သောကိစ္စ ပြန်လည်ဖြေကြားပေးပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်